ငပလီကန်းကျေရှိတက်သိမ်းမြေနေရာဟောင်းများကိုစစ်ကောင်းဆောင်များ၎င်းတို့နှင့်နှိစက်သူများရယူပြီးဟိုတယ်လုပ်ငန်းလုပ်ကန်ကြီးပွားနေခြင်းသည်အေအေထိုးစစ်ကြောင့်အရှိအနေပြောင်းသွားသည်အရခတ်တက်တော်အေအေကရခိုင်ပြည်နယ်မြောက်ပိုင်းမှတောင်ပိုင်းအထိထိုးစစ်ကိုအရှိန်မြင့်လာပြီးနောက်နမဲကျော်ငပလီကန်းကျေရှိရာတန်တွမ်းမြို့မှစစ်ကောင်စီစခန်းများကိုပြီးခဲ့တဲ့သတင်းပတ်များအတွင်ပြင်းထန်စွာတိုက်ခိုက်ခဲ့သည် ငပလီကန်းချေတို့တခုတည်းသောလေကြောင်းဝင်ပေါက်ဖြစ်သည့်တန်တွဲလေစိတ်မစင်လေစိတ်ကိုအေအေကဇူလိုင်လ9ရက်နေ့တွင်အပီသိမ့်ပိုက်လိုက်သည်မြန်မာနိုင်ငံ၏ရှေးအကြဆုံးနှင့်အလားပါဆုံးအပန်းဖြေကန်းချေစည်ရင်းဝင်ငပလီကန်းချေတလျှောက်ဇင်ကာဟိုတယ်ကြီးများပိုင်ဆိုင်ကြသည့်နေပြည်တော်မှစစ်ဗိုလ်ချုပ်ကြီးများအတွက်မူထိုတည်င်းကတည်င်းဆိုးဖြစ်သည် ဘင်္ဂလားပင်လယ်အော်ကိုမျက်နှာမူထားပြီးကံယိုဒန်အရှိရှင်မိုင်ခွဲရှိသည့်ငပလီကန်းချိန်မှအကောင်းဆုံးမြေနေရာများကိုစစ်အုပ်ချုပ်ရေး KSSZ တွင်အာဏာပိုင်များကဒေသခံများထံမှမတရားသိမ်းယူခဲ့သည်ထိုမြေများကိုအတုံးပြု၍စစ်ကောင်းဆောင်တို့၏မိသားစုဝင်များစစ်တပ်နှင့်ပူးပေါင်းပြီးလောက်ပိုင်ခွင့်ရယူထားသည့်ပုတ်ကလေးကလုပ်ငန်းရှင်များကဇင်ခဲဟိုတယ်ကြီးများဆောက်လုပ်ခဲ့သည် ထောင်စုနှင့်အလွန်ကာလများမှယနေ့အချိန်ထိငပလီတွင်တည်ရှိသောဟိုတယ်လုပ်ငန်းများကိုမြန်မာနောင်ကလေးလာဆန်းစစ်ခဲ့ရာဗိုလ်ချုပ်မူကြီးတန်းရွှေဦးဆောင်သည့်လက်ထက်တွင်ကာကွယ်ရေးဝန်ကြီးဌာနကဧကတာစင်နှင့်ရှိ၍ငပလီမြေသိမ်းမှုတွင်ဦးဆောင်ခဲ့သည်ကိုတွေ့ရသည်။ထိုမြေများပေါ်တွင်ဗိုလ်ချုပ်မူကြီးတန်းရွှေဤသားထိုစဉ်ကစစ်တပ်ဒုတိယအကြီးအကဲဗိုလ်ချုပ်ကြီးမောင်အေးဤသမီး ရုပ်ရှင်မင်းသားကြီးကောလိပ်ဂျင်နီဝင်းဤတမိဖြစ်သူအပါအဝင်စစ်တပ်နှင့်ရင်းနှီးသည့်ပုဂ္ဂလိကလုပ်ငန်းရှင်ဆိုသူများကဟိုတယ်လုပ်ငန်းများကိုလုပ်ပိုင်ခွင့်ရနေခဲ့သည်။ထုံမြေအများစုကိုကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိစစ်ထောက်ချုပ်ရုံးကမြေပိုင်ရှင်ပြုလုပ်ကဟိုတယ်လုပ်ငန်းလုပ်ကင်သူများကိုတလားလင်ပြန်းမြအမေရိကန်ဒေါ်လာ1000နှုန်းကန့်ဖြင့်နှစ်ရှည်9ရန်လုပ်ကင်ခဲ့သည်မှာမကြသေးမီလပိုင်းအတွင်းအေအေတက်တော်ကတန်တွဲမြို့နေရာ အများစုကိုမထိန်ရှုပ်ခိန်အရှိန်ထိဖြစ်သည်။ ငပလီကန်းရှိရှိစစ်ဘိုလ်ချုပ်မိသားစုများနဲ့ခရိုနီများပိုင်ဆိုင်သောဟိုတယ်လုပ်ငန်းများ၏အနာဂတ်သည် AAE စီးပွားရေးရင်းနှီးမြှုပ်နှံမှုမူဝါဒအပေါ်မူတည်သည်ဟု AAE ထိပ်ပိုင်းကောင်ဆောင်များနှင့်နှိစက်မှုရှိသော ရခိုင်ဝါရဲနိုင်ငံရေးသမားဥဖေတန်းကမှတ်ချက်ပြုသည်ဒီပိုင်ဆိုင်မှုတွေကဘလို့ရယူခဲ့တာလဲတရားသဖြင့်ရယူခဲ့တာလားမြေတွေကိုသူတို့အကျိုးစီးပွားအတွက်သိမ်းယူပြီးလုပ်ခဲ့တာလားအဲ့ဒီအပေါ်မူတည်ပြီးပြမအဆက်စင်စားရမှာဖြစ်ပါတယ် ဒုတိယတချက်ကအဲဒီခရိုနီတွေရဲ့စီးပွားရေးရင်းနှီးမြှုပ်နှံမှုဟာရခိုင်ပြည်အတွက်ဆက်ပြီးတော့အကျိုးပြုနိုင်မလားအာရခတ်တော်အေးဘက်ကရောဆက်ပြီးအတိအမတ်ပြုနိုင်မလားအဲဒီအချက်တွေပေါ်မူတည်ပြီးတော့သူတို့ရဲ့ပိုင်ဆိုင်မှုလုပ်ငန်းတွေဟာအတိပြုကျင်လဲပြုမယ်ပယ်ဖျက်ရင်လည်းပယ်ဖျက်မယ်လို့သူကပြောပါတယ်အာနာရှင်ဟောင်းဘိုးချုပ်တန်းရွှေသားပိုင်ဟိုတယ် ငပလီကန်းကျိတ်တွင်စစ်တပ်၏မြေသိမ်းမှုများတဲ့တွင် အထင်ရှားဆုံးဖြစ်ရက်မှာ2000ပြည့်နှစ်ဝင်းကျင်ကတန်တွဲအရှိဆိုင်အမှတ်55ရှေလင်းတရင်တိုးရှက်ရန်ဆိုသည့်အကြောင်းပြချက်ဖြင့်ငပလီကန်းကျိတ်တလျှောက်ရှိဇီးပြူကုန်း၊ရွှေဝါဆိုင်၊မြပြင်းလင်းသာစားသည့်ကျေးရွာများမှဒေသခံတို့၏မြေများကိုတင်စီမှုဖြစ်သည်များမကြမီထုံမြေအားလုံးကိုကာကွယ်ရေးဝင်ကြီးဌာနစစ်ထောက်ချုပ်ရုံးပိုင်အဖြစ်အမည်ဖောက်ခဲ့သည် စစ်တပ်ရေရှည်အာဏာတည်မြဲစေရန်၎င်းစိတ်တန်းကြရေးဆွဲထားသည့်2008ဖွဲ့စည်းပုံအစည်းအဝေးဥပဒေရေးဆွဲအတည်ပြုပြီးသည့်နောက်မကြာမီဗိုလ်ချုပ်တန်းရွှေနှင့်အပေါင်းအပါများသည့်နိုင်ငံပိုင်မြေများနိုင်ငံပိုင်ဆက်ယုံများကိုပုတ်ကလေးပိုင်ပြူရေးကောင်းစဉ်ဖြင့်လဝက်ကြီးအုပ်ထိန်ချုပ်ခဲ့သည်ထိုတို့ပြူရာတွင်စစ်တောက်ကျုံရောစစ်တပ်ပိုင်းမြမစီးပွားရေးကော်ပိုရေးရှင်းနှင့်မြမစီးပွားရေးဥပိုင်ကုမ္ပဏီတို့အပြင်ခရိုနီများဖြစ်သောထူးကုမ္ပဏီ၏ဥတေစ ကမ္ဘောဇာကုမ္ပဏီပိုင်ရှင်ဥအောင်ကိုဝင်းတို့နှင့်များစွာသောစစ်တပ်နှင့်ပတ်သက်သည့်အစွဲအပွားများစွာကနိုင်ငံပိုင်မြေများနှင့်လုပ်ငန်းများကိုတခိုးစေးဖြင့်အရှောင်ရယူခဲ့သည် 2010အကြံအဖန်ရွေးကောက်ပွဲလုပ်ပြီးဗိုလ်ချုပ်တန်းရွှေက၎င်းထူထောင်သည့်ပြည်တော်စုကြံ့ခိုင်ရင်းနှီးဖွံ့ဖြိုးရေးပါတီတို့အာနာမလွဲမီတနေ့ခန့်အလို2009ဇွန်လတွင်၎င်း၏တာသမီရှိဦးအနက်မှငယ်ဆုံးဖြစ်သည့်ထိုအရှိန်ကအသက်42နှစ်ရှိပြီဖြစ်သည့်ဦးတန်းစော်ရွှေကိုငပလီတွင်ဟိုတယ်ဆောက်ခွင့်ရှာပေးခဲ့သည် ဘင်္ဂလားပင်လယ်အော်သို့မေးတင်ထားသည့်တန်တွဲခဲရိုင်များပြင်ကျွရရှိစစ်ထောက်ချုပ်ရုံနာမည်ဖောက်ထားသည့်မြေ9တသမ20အေကာကို240ကျား9ရန်စာချုပ်ဖြင့်စစ်တပ်ကလုပိုင်ခွင့်ရှာပေးခဲ့ခြင်းဖြစ်သည်ထိုမြေပေါ်တွင်ဦးတန်းစော်ရွှေကတန်တွဲကန်းချီဟိုတယ်ငပလီအမည်ဖြင့်အခန်းပေါင်း90ခန်းပါသည့်ကျယ်လေးပွင့်ဟိုတယ်ဆောက်လုပ်ခဲ့သည် တနေ့လေအခန်းကားကဒေါ်လာထောင်ချီရနိုင်တော့လဲဦးတန်းစော်ရွှေကစစ်ထောက်ချုပ်ရုံတို့ပေးရသည့်ငားဧကကျော်မြင်းငားရန်ကနှုံးမှာတလလေမြန်မာကျပ်ငွေ23သိန်းနဲ့အမေရိကန်ဒေါ်လာ1083သားဖြစ်သည်ထို့ပြင်ငားရန်ခကို၅နှစ်တကြိမ်ပြင်ဆင်ခွင့်ရှိတော်လဲမူလငားရန်ခ၏15ရာခိုင်နှုန်းထက်မပိုရဟုဦးတန်းစော်ရွှေ၏ကုမ္ပဏီဖြစ်သည့်ပကံတန်တွဲဟိုတယ်ဂရုနှင့်စစ်တောက်ချုပ်ရုံတို့ကြား2009ခုနှစ်ဇွန်လ30တွင်ရှုပ်ဆိုသည့်စာချုပ်တွင်ဖော်ပြထားသည် ရင်းစာချုပ်ကိုထိုအရှိန်ကမွေးမြူရင်းနေရေလုံငန်းဝင်ကြီးဌာနဝင်ကြီးနဲ့မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌဖြစ်သူဘုံမူချုပ်မောင်မောင်သိန်းကခွင့်ပြုမဲ့လက်မှတ်ရေးထိုးထားသည်ကိုတွေ့ရသည်ထိုစာချုပ်မှာ အာနာသိမ့်ပြီးနောက်ပေါက်ကြားလာသည့်မြန်မာနိုင်ငံယင်းဒီမြုံနံမှုကော်မရှင်မှတ်တမ်းများ၏တစိုက်တဒေတာဖြစ်သည်။ဥဒန်းစော်ရွှေသည်ပကံမအထင်ကရဟိုတယ်တစ်ခုဖြစ်သည့်ပကံတန်တွဲဟိုတယ်ကိုလည်းဖခင်ဖြစ်သူအာနာရကျင်းတွင်နှစ်ရှိအငါးစာချုပ်ဖြင့်လုပ်ပိုင်ခွင့်ရခဲ့သည်။ အာနာရှင်ဟောင်းဒီစစ်တပ်ရာထူးမှအနာမယူမီတနင်္သာရီတိုင်းလောင်းလုံမြို့နယ်မျော်ရစ်တဘာဝကျောဝိုင်းဧရိယာတွင်ပါဝင်သည့်ပင်လယ်ကမ်းဆက်တလျှောက်ရှိမြေ182အေကကို2017ဖေဖော်ဝါရီလအတွင်းကျိုးဝိုင်းမြေအဖြစ်မှပယ်ဖြတ်ကတမိဖြစ်သူဒေါ်တန်နာရွှေဒေါ်တေဝရွှေတို့၏ကုမ္ပဏီကိုပေးခဲ့ကြောင်းမြန်မာနောင်၏ယမန်နစ်ကစောင်းပါတပုတ်တွင်ဖော်ပြခဲ့ပြီးဖြစ်သည်တစ်ပြီးတော့နှစ်ဘိုးကျောင်းမောင်အေးသည်စေအစိုးရလက်ထက်တွင် နမတ်နှင့်အစင်အာနာရှင်အဖြစ်တကိုးထွားခဲ့သည့်စစ်ဘိုလ်ချုပ်ဖြစ်သည်ဘိုလ်ချုပ်တန်းရွှေသားနီတို့ဘိုလ်ချုပ်မောင်ရည်ဤသမီးသည်လည်းငပလီမှနောက်ထပ်အကောင်းဆုံးမြေကွက်တစ်ခုတွင်ဟိုတယ်ဆောက်လုပ်ထားသည်ငပလီကန်းရှိ၏ခါလေတဲတဲတွင်တည်ရှိပြီးပြည့်ပြည့်သောတဲတောင်ပြင်နှင့်ကျယ်ပြောသောပင်လယ်မြင်ကွင်းရှိသည့်မြပြင်ချေရွာရှိမြေလေးဧကကျော်ကိုဘိုးကျောင်းမောင်အေးဤသမီးဒေါ်နန္ဒာအေးက2014ခုနှစ်ကလေးကပိုင်ဆိုင်ထားသည် ဒေါ်နနာအေးခင်မွန်တဲမှာဦးတန်းရွှေလက်ထက်က တကူထွားခဲ့သည့်စမုတ်တဝင်ကြီးဘိုးချုပ်ဦးအောင်တောင်းမိသားဖြစ်သူဥပြည်အောင်ဖြစ်သည်ငပလီကန်းချေတွင်၎င်း၏မြင်းနေရယူပုံက အာနာရှင်ရောင်းပူတန်းရွှေ၏တားထက်ပူပြီးပါနေသည်ထိုမြေလေးဧကကျော်ကိုစစ်တပ်ထံမှငှားရမ်းခြင်းမျိုးမဟုတ်ပဲဒေါ်နနာအေးကဥယျာဉ်ချမ်းမြေကို စီပင်ဌာနကိုတင်၍၎င်း၏ကိုပိုင်အမည်ဖောက်ခဲ့ကြောင်းမြန်မာနိုင်ငံယင်းနှမြုပ်နှံမှုကော်မရှင်စာရွက်စာတမ်းအထောက်အထားများအရာတရားသည် ထိုမြေပေါ်တွင်ဟိုတယ်ဆောက်လုပ်ခွင့်ကိုအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရလက်ထက်2019နိုဝင်ဘာတွင်ရရှိခဲ့ခြင်းဖြစ်သည်ဒေါ်နနာအေးကအခန်းပေါင်း46ခန်းပါရှိသည့်စိန်ခန်းအစင်းမြင့် Pristine Mami Resort Hotel ကိုဆောက်လုပ်ထားသည်ထိုဟိုတယ်မှာငပလီကန်းကျေတွင် အကောင်ဆုံးနှင့်ဈေးအကြီးဆုံးဟိုတယ်စရင်ဝင်သည်ဒေါ်နနာအေးမှာသူမ၏ခင်မွန်းဖြစ်သူဥပြည်အောင်နှင့်အတူ ။တစ်လွင်သောဂျပန်ဟိုတယ်အုပ်စုအနေဖြင့်လောက်ကကြောင်းမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်တို့ခွင့်ပြုချက်ရရှိရန်တင်ပြသောစာရွက်စာတမ်းများအရာတရာသည်ဥပြေအောင်ဤမွေးခြင်းဖြစ်သူဥမိုးအောင်သည်စစ်ကောင်စီ၏အမျိုးသားလုံခြုံရေးအကြံပေးအဖြစ်လက်ရှိတာဝန်ယူထားပြီးယခုနှစ်ဇန်နဝါရီလမတိုင်မီအထိရေတပ်ဦးစီးချုပ်ရာထူးရရှိခဲ့သူဖြစ်သည် ပရစ်စတန်ဟိုတယ်ဂရုသည်မြန်မာနိုင်ငံ၏အထင်ကရခီးသွားဒေသများဖြစ်သည့်ရှေးဟောင်းပကံဒေသနှင့်ရှမ်းပြည်နယ်အင်းလီတို့တွင်လည်းပရစ်စတန်နာမည်ဖြင့်ဟိုတယ်လုပ်ငန်းများလုပ်ကိုင်လျက်ရှိသည်အေအေတံများတန်တွဲကိုထိုးစစ်မစင်မီတည်င်းတပတ်အနေငယ်အလိုမေလ23ရက်နေ့အထိဟိုတယ်ဖွင့်လှစ်ထားကြောင်း Facebook မှာတစင်ကျင်ကြခဲ့တော်လဲထိုရက်နောက်ပိုင်းတွင်အယောင်မြင့်တင်ခြင်းများရည်နာခဲ့သည်